ဖြူဖြူစင်စင်ပလေလေးတွေကိုမှချစ်တယ်လို့သူကဆိုလာရင်ပလေလေးတွေဆိုတော့ပမာပမာတွေ့လားတွေ့ဘူးလားပလေရှိတယ်ပမာတော့အရင်တော့ရှိတယ်ခိုးလို့ကုန်ပြီဘာမှလုံးအဖြူဖြူစင်စင်ကြောက်စိမ့်လေးတွေကိုမှချစ်တယ်တယောက်ပြီးရောက်သွားပြီတော်တော်ကြီးတော့ပြီးရောက်သွား နော်ဖြူဖြူစင်စင်တတော်အုပ်ဒီကူမဒီတော့ရာဇီဥတုတွေဖောက်ပြန်တတော်တွေပြုံးတည်ပြီအကုန်လုံးဂိုးတူဒမတ်စကတ်လက်ကလက်ကလက်ကဘာလို့လဲနော်ရှိသမျှအကုန်လုံးအကုန်လုံးနိုင်ငံပိုင်ပစ္စည်းသူတို့ပစ္စည်းနော်ဒီလူပစံသူတို့ပစံဒုနိုင်ငံမှာပေါ်လာဆိုတခိုးတွေပဲရှိအမဒီတခိုးတွေငေါ်ရအောင်နေနေရမယ်ကွာနေမကောင်းတော့နှာဘူးချောင်းဆိုပြင်နှာစီးချောင်းဆိုဟိုဒီကွာဘာ ဟာဒီကူရကူကူကူဟောဟုတ်လေကျွန်တော်ဆိုရင်ဗဇက်ပေပြီးဆိုရမယ်လို့သူကျမ်းမာရေးရဒါကျမ်းမာရအဲ့ဒါဟော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 မင်းတို့ခုတခုနဲ့ဘာလို့ရောက်ပြောနေတာလဲမပြောနေတာဗောဟောဒါမှပြောလीဖြစ်အောင်ဘာဘာဘာပြောတာမဟုတ်ပါဘူးကျွန်တော်ကကျွန်တော်ဒီမှာသူတချင်းစုံနေရကိုပြောနေတာဟိုဒါနဲ့ဟိုအဘအဘကိုကျွန်တော်ဟိုမင်းမလို့လေဟိုမနေ့ကညဘာဘာညအင်း ဟောမနေ့ညဟိုတစောင်းမိုးလာပြီကြောတရနေ့တခွေးညဗောဟောအဘလိုညဗောဒီဗောဒီမောပြောင်းဟောမမလေဘာလို့တနေ့လုံးခိုးလာဒီတရတော့ရှောင်းနေဟာရှောင်းလာဗောဒီတရတော့ရှောင်းနေဗောခိုးပါသေးပြည်သူတွေရတာဟာမဟုတ်ဘူးလေဟာမဟုတ်လေဟိုအဘအောင်ကျွန်တော်သိကျင်တာအဲအဲတခိုးကြီးညမျိုးဆိုအဘအောင်ငငယ်ဟိုကလေဟိုဘယ်လိုလုပ်ကြလဲဘယ်လိုအဲ့အဲ့လိုက်သိကျင်တာငါတို့ငယ်တော့ပါမင်းငါတို့ပြောတာဗောပြောတာဘယ်လိုဘယ်လိုပြောလဲဆိုဗောဒီက ဟိုကွာဟိုမင်းရဘူးဒီစိုက်တယ်ဘူးမင်းစိုက်တာဘူးမင်းစိုက်တာဘူးဒီကလည်းတီးနေတီးနေငါတို့ဘူးဒီကတော့တချမ်းချမ်းနေတယ်မင်းတို့မသိရအောင်ဟောတချမ်းပဲဘူးဒီကတချမ်းပဲချမ်းတယ်တလုံးအလုံးလိုက်ပြီတချမ်းပဲချမ်းတယ်ဒီဘက်ကနေဒီကောင်ကြီးကခိုးတာတဲ့ကြက်အဲ့ကြက်ကိုလည်းငါတို့တချမ်းချမ်းနေတယ်ချမ်းချမ်းပြီးတော့အခုနဘူးဒီ ဟိုတချမ်းမှာငါတို့ချိတ်ပေးထားလိမ့်တယ်ငါတို့ယူရတဲ့ဘူးသီးတချမ်းနဲ့ကြက်တချမ်းမှာငါတို့ကကလာတိုင်းချက်စားတယ်ကြက်ကလည်းအဲ့လိုလိုက်ခုပြောစရာလေးပေါ့နော်ပြောစရာပြောစရာလေးပြောစရာကောင်းတယ်နော်ပြောစရာလေးဒါဒါလူငယ်ဘာသာဘာဝပြီးကလာတိုင်းချက်စားတော့ဟောကောင်းကောင်းတယ်ဘာအရေးတော့ချွတ်ချွတ်ချွတ်ဟာကောင်းတယ်ဒါမှဘာလို့ငငယ်ကတော့ပြောစရာကောင်းပြီမယ်အခုတော့ပြောစရာမကောင်းတော့ဘူးပါဟင်ဘာလို့ဘာလို့ပြောစရာမကောင်းတော့ဘာလို့ပြောစရာမကောင်းတော့လဲဆိုတော့အခုကျွန်တော်တို့ဒီဟိုလေပြီးသုံးလုံးပါတီအဲ့အဲ့ပါတီမှာဝင်ရောက်ပြီးရွေးခံမဲ့တူအမတ်လောင်းအမတ်လောင်းကဘာဖြစ်လို့လဲအမတ်လောင်းကအဲ့ ဒီသူ့အိမ်ဝိုးတယ်ဟိုကြက်ဝင်ခိုးလို့ဆိုပြီးသူတို့သားဖားနေအောင်အဲ့ဝင်ခိုးတဲ့ခလေးကိုရိုက်တပ်လိုက်တယ်ဟာမမမမဟုတ်လေကွာတဒါဟိုကနာသားတွေပျော်တဲ့အချိန်တွေကွာအဲ့အဲ့ဒါကို तू ကရိုက်တပ်လိုက်တယ်တဲ့ဟိုဟိုဒါလည်းကွာမင်း तू ရိုက်တက်ခြင်းလို့ရိုက်တက်တာမဟုတ်ပါဘူးကွာသူတို့ပါတီဥက္ကဋ္ဌကြီးကဝင်ပြိုင်လို့မရတော့စိတ်ဆိုးပြီးလူတက်လိုက်တာနေမှာဗောအေးဗောဒါဒါဒါအညိုးနဲ့ဗောကွာတက်ဟာဟဲ့မမမဟုတ်လေကွာရောက်ဟုတ်တယ် အဲ့ဒါဘာလို့ရိုက်တတ်တာလဲဒါကလာသားတွေပြော်တဲ့အချိန်လေကွာအဲ့ဒါတော့မသိဘူးပါ诶အဲ့ဒါမသိဘူးကျွန်တော်လည်းအမတ်လောင်းဝင်ယူေးမဲ့လူတွေဝင်ယူေးမဲ့လူကဂျမ်းဒီလိုလေမျိုးမှာဒီလိုသူ့ချန်လေးကြက်လေးဝင်ခိုးတာတော့တဲကြီးမခံနိုင်ပဲရိုက်တတ်တယ်ဒီလိုလူကအမတ်လောင်းဝင်ပြိုင်ပြီးတော့တိုင်းပြည်ဂျိုးလုံးလို့အဲ့ဒါတော့မဟုတ်လေကွာဒီကွာကူပါတီဝင်ပြိုင်တဲ့လူတွေကလည်းကွာငါချားတာတော့ကွာဟို ဘလူးကောမလဲဂုံတီရှိလူတွေလူကြီးတွေမဟုတ်ဘူးလို့ပြောတယ်မင်းဒီကဇိုးတွေဘာတွေအဲ့ဒီမှာရက်ကွက်ထဲမှာဟောင်စားလုပ်နေတွေ့အဲ့ဒီပီတော်လို့ပါဒီမှာကျတော့ဇိုးတွေအဘတော့ဒီပို့တာဒီခိုင်မျိုးကျတော့သူကတခိုးတွေဇိုးတွေကျတော့ဒီဆရာတွေပုံစံတိုင်းတို့နဲ့အဲ့လိုခိုးပေးရဟာမဟုတ်ဘူးလေကွာဟဲ့မင်းကပြောပြမယ်အေးမင်းတို့သိရမှာပြောမှာဒီမနေ့ကတခိုးကြီးညဆိုတာကမင်းတို့ဟိုတနေ့ကငါပြောတာလေ ဒီတခွေးငတ်တက်ပြားကငတ်တက်ပြားကသူကနေတော့ဒီဆေးဒီစုပ်ဆေးထိုးတာစုပ်ဆေးထိုးတဲ့အချိန်မှာသူကဘယင်နက်ခတ်ထိုးတာဒါပေမဲ့သူကနေတော့တခိုးနက်ခတ်ကိုကူရတယ်ဘယင်နက်ခတ်နဲ့တခိုးနက်ခတ်ကပူရတယ်ကတ်နေရလားကတ်နေတာကတ်နေတော့တခိုးနက်ဖက် တဝဲဘရင်နှက်ခတ်တကွက်မိွားတာမိွားတဲ့အချိန်မှာ तू ကတစောင်းမနာပြေးနေမှာ तू ကနေပြီးတော့ထိုးတဲ့အတွက်နောက်ထပ်တစောင်းမနာပြေးတည့်ရနေလဲကြာကြော तू ကနေပြီးတော့ပစ္စည်းကို तू ကစီးပွားပြေး तू ကမခိုးဘူး तू ကအဲကလာလာနေစုပြီးတော့အဟိုရဟိုဟာလေးနည်းနည်းခိုးတယ်ဒီကနည်းနည်းခိုးတယ်ဆိုတော့ तू ကအိမ်မယူပါဘူးအိမ်မယူပါမယ်လမ်းမှာ तू ကချက်စားကြတာအဲတွေ့တွေ့လမ်းမှာကျွန်တော်ပစ္စည်းတွေချလာတာတွေ့တယ်အဲချက်ပြောဟုတ်တယ်ဟုတ်တယ်အဲ့ဒါအဲ့ဒါကို तू ကနေလူငယ်တွေကနေအဲ့ဒလေးကို तू ကနေပြီးတော့ဝင်လို့တော့တခိုးကြီးညာ तू ကဖြစ်တာပေါ်လင်ဟိုကအဲ့ကွာ ကျက်လေးခိုးလို့တောင်လူတက်လို့ရတယ်ဆိုရင်အဲတိုင်းမီဘန္နာခိုးတဲ့အဘလိုလူမျိုးဆိုဘယ်လိုပြစ်တယ်ပြီးငါအားကျိုးခွင်းမဟုတ်ကွာမင်းကလည်းပြစ်တယ်ပြီးရမှာဘောဟာဟာဟင်းမယနေ့ကမယနေ့ကငေါ့ဒီကတိုင်းမီဘန္နာငါတို့ခိုးတာမဟုတ်ဘူးယူတာအေးယူတာမဟုတ်ပါဘူးယူတာမဟုတ်အလွဲသုံးစားလုပ်တာအလွဲသုံးစားအလွဲသုံးစားနည်းနည်းပို့တယ်နော်ဟာမဟုတ်ဘူးလေရော ဖြစ်အောင်ဟုတ်တယ်ဒီဘက်ကနေပြီးတော့ဒီငါတို့ကနေပတ်စံရှိသွားချမ်းသာသွားမှမင်းတို့ငါတို့ဖိတ်ခတ်ဆုံကျဲလို့ရပြီ။အော်ဟုတ်ပါပြီ။အဲ့ဒီဘုန်းကြီးကတော့ခိုးခြင်းလို့ခိုးတာမဟုတ်ဘူးနော်ယူခြင်းလို့ယူတာမဟုတ်ဘူးနော်။ကျွန်တော်စားတဲ့ဟာတွေအပင်းနေအစိတ်ပင်းနေပေါ့အစိတ်ပင်းနေပြည်သူရဲ့ဒီမတထာရီသာတထာရီသာကိုစားနေဟာဟာဒီတော့မဟုတ်တော့ဘူးလေကွာ။ဟုတ်ပါဘူးကျွန်တော်ကအဲ့တကွေးညဆိုတဲ့အကြောင်းလေးကိုသိချင်တာ။နော်အဲ့ဒါလေးကိုသိချင်လို့မေးကြည့်တာ။အခုတကွေးညဆိုအဲ့ကောင်ကဘလို့အေးယူတာလဲ။ အဲ့ဒါတော့ကျွန်တော်လည်းမသိသေးဘူးပေါ့နော်ဒါတော့ကိုကတော့အဖမ်းပြမယ်ပြီးပြန်လွတ်ပြန်လွတ်နေတာဒါပဲဒါပဲရှိမှာပါပြည်သူ့လုံးပါတီကဒီဥက္ကဋ္ဌကိုတန်ဝန်အခြေမကောင်းတာဟုတ်ပါပြီဟုတ်ပါပြီကောင်းတော့ဟုတ်ပါပြီအဖတို့ကြံ့ခိုင်ရဥက္ကဋ္ဌကိုအခြေမကောင်းဘူးဗာနည်းနည်းတော့သူ့အတွက်ချွင်းချက်ပါ။မြားတွေပဲလိုက်တိုက်ခိုက်မိတယ်။အဲ့ဘယ်ပါတီကလူတွေမှမကောင်းဘူးပါနော်။မြို့ကပြောတော့ငါတို့ပါတီကဥက္ကဋ္ဌ။ငါတို့ပါတီကဥက္ကဋ္ဌ ။ तू ကဟိုအရင်တော့က तू ကပါလောက်ကက तू ကဖြစ်ရဲဖြစ်ခဲ့တယ်ကွာ။ပြည်ရေးလည်းဖြစ်ခဲ့တယ်။အဲပြည်ရေးရဖြစ်ခဲ့တာပြည်ရေးရဖြစ်တာတော့မှဟိုလေးလောင်းပြန်လူတက်မှုတို့သုံးလောင်းပြန်လူတက်မှုတို့ငါးလောင်းပြန်လူတက်မှုတို့တော့မှ तू ကမဖော်ထုတ်နိုင်တဲ့ဥစ္စာ။အော်အမလည်းဘယ်လိုလုပ်ဖော်မလဲ तू လောက်တာဥစ္စာ။ကြည်စံရကပါကငါတို့ကငါတို့ကပါစားကြည်စံနေနော်ဟာမှုလို့ရမှုလို့ ူကအဲ့ဒါတွေအဲ့အမှုတွေတော့မဖော်ထုတ်နိုင်မင်းနဲ့နိုင်ငံတော်အကြီးအကဲသူကလုံမယ်ဆိုတော့စဉ်းစားလာစဉ်းစားကြည့်တော့ကွာဟုတ်ကျွန်တော်စဉ်းမစဉ်းစားတော့ဘူးပါနော်စဉ်းစားစရာလည်းမလိုအခုကျွန်တော်လောလောဆယ်တော့ကျွန်တော်တရင်လေးတွေအပေါ့တင်ပြပေးမယ်ဟုတ်ပြီနော်ဒီညနေပိုင်းရလာတဲ့တရင်လေးတွေဟုတ်ပြီအဲ့တရင်လေးရလူခိုးတာမပါစီနဲ့အဲခိုးတာမပါဘူးသေတာပဲပါသေတာပါမေကတ်တက်သေတာပဲပါခိုးတာတော့မပါဘူးနော်အဲ့တော့ပထမဦးစွာအပေါ့ကျွန်တော်တင်ပြပေးမယ်တရင်လေးကတော့ဗာလေးလဲဆိုကျွန်တော်စတောင်ကြီး စတောင်စတောင်ကြီးစတောင်စတောင်စတောင်မျိုးပေါ့နော်ဒီစတောင်မျိုးကနေထွက်ခွာလာတဲ့ကျွန်တော်တို့ရဲ့စက်ကမှစစ်ကြောင်းအဲ့စစ်ကြောင်းကိုလည်းကျွန်တော်ဂျားပြက်တိုက်ခိုက်မှုမှာကျွန်တော်စစ်သား10ဦးတေဆုံးပြီးတော့ကျွန်တော်လက်နက်နဲ့လက်နဲ့ခဲရန်နေတင်းစီရမယ်ဆိုတဲ့သတင်းလေးကိုအပေါ့ကိုကျွန်တော်ပြောပြမယ်တွားပြီကွာတည်ပြန်ပြီတည်ပြန်ပြီတည်ပြန်ပြီဟုတ်ကွာဟုတ်အဲ့တော့ကျွန်တော်ဘယ်နေ့ဘယ်ချိန်ဘာမှဖြစ်လဲပေါ့နော်အဲ့ဒါလေးကိုအပေါ့ကိုကျွန်တော်တင်ပြရင်ဒီစတောင်မျိုးမှထွက်လာတော့တဲ့အင်အား100ခန့်ပါနော်မနေမနေဦးနော်အရင်ကနေနော်ဟုတ်ကဲ့အရင်ကတရားကြမှာဟုတ်ကဲ့မနေစုထားတာဟုတ်ကဲ့ပါ အဲ့ဒီအင်အားတရာခန့်ပါကျွန်တော်တို့ရဲ့ဒီစက္ကမစစ်ကြောင်းကိုတဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကလမ်းပိုင်းတနေရာမှာကျွန်တော်တို့အရောက်တွင်တဲ့ကြားပြတ်ပြီးတော့အနာတက်ခဲ့တယ်သိကြပါလေပါနော်အနာတက်လို့ခံရတယ်မိလားဟုတ်ကဲ့ကိုတိုက်ခိုက်မှုအတွင်းမှာတော့တဲ့ကျွန်တော်တို့ရဲ့ဒီအချမ်းဘတ်စစ်တပ်ဘက်ကနေစတန်ဒတ်လောက်လှုပ်လာစတန်ဒတ်စစ်တပ်ဘက်ကနေပြီးတော့ကျွန်တော်10ဦးသေဆုံးပြီးတော့ကျွန်တော်တို့လက်နက်အမျိုးအစားတွေအရဆုံး MA အမျိုးအစားတနက်နှစ်လက်ပြီးရင်ကျွန်တော်တို့ RPG ကျွန်တော်တို့အဖူးပေါ့အဖူးတွေ အဘိဂျီဘူးအဖူးတွေရှိမယ်ပြီးရင်ကျွန်တော်40မမကျွန်တော်ဘုံတွေရှိမယ်40ဘာလို့သွားမလဲ90လောက်မလို့မရဘူး40မမဘုံသေးတွေဟောငါ30 30 40အောင်မလဲ sorry 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 တခိုးကြီးနဲ့ရောသွားတာအဲကျွန်တော်ခိုးတာမပေါဘူးတေးရပဲပါမှာနော်အဲ40မမဘုံတွေလည်းတင်းစီရမိတယ်လို့သိရပါတယ်ဗျနော် နောက်ထပ်ဆက်လက်ပြီးတော့ကျွန်တော်အဘိကုံမီ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 ကုံကုံမာပြီဟုတ်ရွှေတွေကုံသွားပြီရေတွေကုံသွားပြီရေနံတွေကုံသွားပြီအဲ့လိုဖြစ်နေပြီဟုတ်ကဲ့ပါဟိုနောက်ရှိသေးတယ်ဗျတရင်လေးရှိသေးတယ်နော်ဒါကတော့ခုနကတော့ကျွန်တော်ဒါဟိုစတောင်ပေါ့ အခုကတော့ပေါက်ပေါက်မြို့နေအော်စရောင်သွားပြီးတော့ဂဲနေပေါက်လားမဟုတ်ဘူးလေပေါက်မြို့နေပေါက်မြို့နေပေါက်မြို့နေအကြောင်းလေးကိုကျွန်တော်ပြောပြမယ်စရောင်ကလူတွေကနေတော့မင်းပေါက်မြို့နေသွားပြီးတော့ဂဲနေသွားပေါက်တယ်ငါအော်အခုကကျွန်တော်တို့ကဘာလို့လဲကျွန်တော်ဒီစကားမှာစစ်ကြောင်းနေတာဘာလို့လဲဆိုတော့အခုကျွန်တော်တို့ဒီပေါက်အောက်တို့ဒီပခုတ်ကူတို့မကွေးတို့ဒီဘက်ဟိုဘောချွေဘူတို့အဲ့ဘက်တွေကိုဘာလို့စစ်ကြောင်းနေအများကြီးထိုးပြီးတော့ရွာတွေကိုမြှို့ရှို့နေတယ်လေနော်မြှို့တော့မလို့နိုင်လားမနိုင်ဘူးလေဗျာဒီနေ့ဆိုရင်ကျွန်တော်တို့တော်တော်များများကျွန်တော်တို့ဒီ ဝက်လက်ဘက်မှာဆိုလဲအရွာတွေတော်တော်များများကိုမီးရှို့နေလို့သိရတယ်နော်ဘာလို့နော်ဘာလို့ပိုင်နေဟာတွေလဲမဟုတ်ပြည်သူပိုင်တွေဘာလို့ပြီးလိုက်ရှို့နေဩမင်းရလေကွာမင်းပြည်သူပိုင်ပစ္စည်းဒုဖြစ်စီဖြစ်စီကမှအသိရသဘောပေါက်တယ်နော်ဟုတ်ပါပြီအေးမင်းရလေဒီခါကျတော့ဒီပေါင်းမြို့နယ်ပေါ့အပရဲ့ဒီပေါင်းမြို့နယ်အတွင်းကိုကျွန်တော်စစ်ကြောင်းထိုးနေတယ်ကျွန်တော်တို့ရဲ့ဒီစက်ကမှစစ်ကြောင်းနေရှိတယ်ဟုတ်ပြီအဲ့စစ်ကြောင်းနေရနေပြီစစ်သားနှစ်ဦးอ่ะပေါ့နော်ကျွန်တော်တို့ဒီထွက်ပြေးပြီးတော့ကျွန်တော်တို့ဒီတော်လိုင်းဘက်ကိုရောက်သွားတယ်ဆိုတဲ့သတင်းကိုကျွန်တော်နည်းနည်းလေးကျွန်တော်ပြောပြမယ်ဟုတ်ပြီဟုတ်ပြီဒါလေးကိုပြောပြမယ် ဖြစ်စဉ်ကတော့ဘယ်နေ့ကဖြစ်တာလဲဆိုရင်တော့အော်တိုဘာလ29ရက်နေ့ပေါ့နော်29ရက်နေ့မှာစတင်ပြီးတော့တဲ့ကျွန်တော်တို့ရဲ့ standard စစ်တပ်ပေါ့ standard စစ်တပ်ကြီးကျွန်တော်ကပ္ပစ22မှာထွက်လာတော့ကျွန်တော်တက်မ99လက်အောက်ခံကျွန်တော်တက်ရင်ကျွန်တော်139ပြီးရင်ကျွန်တော်တက်ရင်419ပြီးရင်တက်ရင်16เนาะတက်ရင်3ခုပေါ့တက်ရင်3ခုကိုပူးပေါင်းထားတယ်ကျွန်တော်အင်အား300ကျော်ပါစစ် စစ်ကြောင်းပေါ့နော်ခုနတရားခု300တွေးနဲ့များလာများလာပြီအဲ့ဒီကျွန်တော်အင်အား300ပါတဲ့ကျွန်တော်ဒီစစ်ကြောင်းอ่ะပေါ့နော်ဒီကျွန်တော်ဒီပေါင်းမျိုးနဲ့အတွင်းမှာရှိတဲ့ကျေးရတွေကိုကျွန်တော်တို့ဟိုမီးရှို့ဖို့တော့ကျွန်တော်ဝင်ရောက်လာတယ်တဲ့မဟုတ်လေကွာဟိုစစ်တပ်ရမှာလေတို့မီးရှို့မှာမဟုတ်ဘောတို့ရဲဘော်တွေနဲ့မှရှင်မတိုက်ရဲတဲ့ဟာကိုဘာလဲဘောတော်တော်လေးတဲ့ဘော်တွေနဲ့ရှင်မတိုက်ရဲတေးမှကြောက်တယ်ဒီဟာဟုတ်တယ်လေပါဟုတ်တယ်အဲ့ဒီကျွန်တော်တို့ဒီစစ်ကြောင်းတွေကိုကျွန်တော်တို့ဒါမီးအေးရွာတွေကိုမီးရှို့မယ်ဆိုပြီးဒီစစ်ကြောင်းတွေကိုကျွန်တော်ထွက်လာတယ်အဲ့ထွက်လာတဲ့အချိန်မှာတဲ့ကျွန်တော်တို့အဲ့ ခမရကျွန်တော်တစ်တုံညာကိုအင်းတက်ရင်မှကျွန်တော်ကျွန်တော်တို့ရဲ့စကားမှာစစ်သားတအူးနော်တအူးပြီးရင်ကျွန်တော်ခမရလေးတကိုလေးတကိုကကျွန်တော်တက်ရင်ကစစ်သားတအူးအဲ့အဲ့နှစ်အူးကတော့တဲ့ကျွန်တော်ပေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကျွန်တော်ဖမ်းဆီးထိန်းသိမ်းသွားတယ်ကိုသိရတယ်ဟောသူကဟိုထွက်ပြေးသွားတာမဟုတ်သူကအဲ့ကျွန်တော်တော်လိုင်းရဲဘော်ကြီးကဖမ်းမိသွားတာဩဖမ်းမိသွားတာဖမ်းမိသွားတာအဲ့စစ်သားဟို300ပေါ့300သူစစ်ကြောင်းထွက်လာတဲ့အချိန်မှာဒါတော်လိုင်းတပ်ဖွဲ့တွေကဒါပြောရမယ်ဆိုရင်တော့ပျောက်ကြားစနစ်နဲ့ စောင့်နေရနေမှာပေါ့နော်အဲ့လိုမှကျွန်တော်တို့မာတင်နာတော့ဟိအောင်ဥပက္ခဖမ်းမိသွားတာလည်းမဟုတ်ဘူးရောဟုတ်သူတို့က ငါတို့ဘက်ကနေပြီးတော့ဝင်မတိုက်ပေးရင်တို့မရောမလဲနဲ့နောက်ကနေပြီးတော့အဖမ်းခံလိုက်တာဖြစ်ပေါ်များတယ်အဖပြောလာဖြစ်နိုင်တယ်ဘာဖြစ်လို့ဆိုတော့အဲ့အဖမ်းခံရတယ်ကျွန်တော်တို့ဒီစစ်သားပေါ့စစ်သားနှစ်ဦးရှိရနေတော့လက်နက်ခဲရနေပါတယ်ဟွန်းအဘာတွေပါလဲဆိုတော့ကျွန်တော်အဖကိုကျွန်တော်ပြောပြမယ်เนาะဖြစ်နိုင်တယ်เนาะငါခုနပြောဖြစ်နိုင်တယ်ဟုတ်အဲ့စစ်သားနှစ်ဦးထံမှာတဲ့ကျွန်တော် RPG တလက်ဟောမိုက်တော့ RPG ရော RPG တလက် RPG ပါဝင်လို့ဆိုတော့ငါပြောသလိုဖြစ်နေပြီငါပြောသလိုဖြစ်နေပြီကျွန်တော်အဖူးလေးဘူး RPG ကစပယ်ဘူးတို့နင်းစီဘူးတို့ဟုတ်လေ RPG မှာလေးဘူးထိတ်ကနေပြည့်တဲ့အဖူးအဖူး RPG ကိုအဖူးလို့ခေါ်တယ်အာဟိုပြည့်တဲ့ဟာကိုအဖူးလို့ခေါ်တာလေအဖူးလေးဘူးပါမယ်ပြီးရင် MA4 တလက်ဟော MA4 ဆိုတာဒါတော့ဒါရင်ထဲကစစ်သားကိုင်နဲ့တနက်ဟုတ်ပါပြီ MA1 မဟုတ်ဘူး MA4 ပြီးရင်ကျွန်တော်တို့40 mm ဘုံးဆက်နှလုံးဒီဟို40ကိုဘာလို့ millimeter ကအဲ့လိုမျိုးတက်သွားတယ် မဟုတ်လေဘုံဘုံရဲ့အမျိုးအစားအော်ဘုံမျိုးအစား50မမ50မမဘုံဟောအဲ့အဲ့လိုပြောပါကွာပြီးကျွန်တော်စက်ကနေနည်းနည်းဝေးနေတယ်ကွာပြီးကျွန်တော်လက်ပြဘုံနှလုံးလက်ပြဘုံနှလုံးပြီး5.56ကျွန်တော်100တော့5.5 5ကြည့်တော့5.56ကျွန်တော်ကြည့်ပြီးပြန်တက်အောင်နော်ကြည့်ရ100တော့ဒီဒီမတက်ဖဲနဲ့အရက်သေးကွေးဟေးဖနာခေါ်လာနေခေါ်နေတော့မိုက်ကေအော်တော်တော်ပြောပါနော်ပြီးကျွန်တော်ဂျီ3ဂျီက16တော့ ်တိတ်စီရမိတယ်ကိုသိရတယ်အဲ့တော့ဒီစစ်သားနှစ်ဦးမှာအဲ့လောက်လက်နဲ့တွေပါလာပြီဆိုတော့ဒီစစ်သားနှစ်ဦးဟာရည်ရချက်ရှိရှိငါပြောသလိုဖြစ်တာငါပြောသလိုလုပ်တာဟုတ်ကဲ့ပါပါဒါတော်လိုင်းတဲ့ဘွဲတွေသွားပြန်ရောင်းမယ်ဒါပြန်ရောင်းပြီးသူတက်ထဲပြန်သွားမယ်ပြီးတော့ပြန်ထုတ်လာမယ်ဒါဒီသဘောလုံးလို့ဒါစိတ်ကြောင်ကြောင်ပြီးတော့ဘာလို့လဲပြန်နေနော်အခုကဘာလို့ဖြစ်နေလဲစိတ်ကြောင်ကြောင်ပြီးတော့ဘာလို့ရှိတာရှိတဲ့ဗိုလ်ချုပ်တွေဗိုလ်မှူးတွေကလည်းဒီရှေ့တန်းမှာတို့ကလက်နက်အာချဖို့အစီအစဉ်ရှိတယ်ဆိုရင်တို့ကညီတို့ကလက်နက်တွေအကုန်လုံးကို တော်လိုင်းတက်ဖို့မလို့ကိုရောင်းပြစ်တာပြီးတော့မှသူတို့ကဒီဘက်ကနေအပြောက်စင်းပြပြီးတော့သူတို့ကအញ្ញန့်ခံလိုက်တာအော်ဟုတ်ကဲ့ပါအဲအဲ့လိုမျိုးအော်ဒါတော့ဒီပေါက်မျိုးနေမှာဟိုစစ်ကြောင်းထိုးနေတဲ့ကျော်စစ်သားနှစ်ဦးကတော့ဒါဖမ်းခံထိရဲဆိုတဲ့သတင်းလေးပေါ့နော်ဟိုဒီတစ်ခေါက်ကြတော့အဖဟိုဖမ်းလဲအဖမ်းမခံမသိဘူးဟိုကပေါ့တိတ်လဲမတိတ်ဘူးအဲမင်္ဂလာရှိကြနော်အဖတိတ်တော်လဲတော့ရတိတ်တော်လဲ အဖမ်းခံလည်းမထီးဘူးအဖမ်းလည်းမခံလိဘူးတေလည်းမထီးဘူးတေလည်းမထီးဘူးအဲ့ဒါတင်းလို့ပြောပြမယ်နော်ဟုတ်ပြီအဲ့ဒါအဲ့လိုလေးလုံဆွဲမှာပေါ့ဘယ်လိုခေါ်မလဲဆိုအလကားနေကွာငါတို့ဘက်ကဒီပဲတေးနေတာကွာသိမလားငါတို့ဘက်ကအဖမ်းခံတယ်ငါတို့ဘက်ကဒီပဲလက်နဲ့ဒီဆုံးရှုံးနေတာဟုတ်တယ်ဟုတ်တယ်အဲ့မသိမရှင်းလေးအရောက်နေတာ300လောက်ဒီခါတော့နော်ကြားကျင်ဟုတ်ပြီအဲ့ဒါဘုဘဘုရင်းမောင်ဘုဘကအင်အားတွေလည်းရသွားမယ်နော်ဟာမပြဘူးလေဟာမပြဘူးလေဟာဟုတ်ကဲ့ပါဟာအခုကကျွန်တော်ဒီတေးလည်းမတေးဘူးအဖမ်းလည်းမခံဘူးအဲ့ဒါတင်းလေးကဘာမှဖြစ်တာဆိုအရာတော်အရာတော်မျိုးမှာအရာတော် အရာတော်မှာဖြစ်တာเนาะဟုတ်ပြီဟုတ်ပြီဟာအရာတော်မျိုးပေါ်မှာရှိတယ်တဲ့ကျွန်တော်တို့ရဲ့ဒီစက်ကမစစ်တပ်ရဲ့အမှတ်နဲ့စစ်ဆေးဂိတ်ဟုတ်ပြီအဲ့ဂိတ်စကန်းကိုတဲ့ဒီတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုပြောပြမယ်အော်မင်းပြောတော့မသိဘူးဆိုမသိလည်းမသိတရားမလိုက်ထိခိုက်တယ်မရဘူးအော်အေးဟုတ်ကျွန်တော်ပြောပြမယ်เนาะအဲ့တော့ဒီနိုဝင်ဘာလာတဲ့ကျွန်တော်ဒီ9ရက်နေ့နက်နက်အစောပိုင်းမှာပေါ့เนาะမပြောတော့မသိဘူးเนาะမသိဘူးမသိဘူးမသိဘူးเนาะဒီအရာတော်မျိုးပေါ်ရှိကျွန်တော်တို့ရဲ့အကြမ်းဖက်စစ်တပ်ကြီးအမှတ်နဲ့ နော်ဂိတ်စကန်အဲ့ဂိတ်စကန်ကိုတော်လိုင်းရင်တစ်ဖက်တည်းကဝင်ရောက်ပြီးတိုက်ခိုက်တယ်လို့သိရတယ်ဗျ။မင်းပြောတော့မသေးဘူးဆိုတိုက်ခိုက်နေပြီလေ။တိုက်ခိုက်နေမသေးဘူးဗျာ။မသေးဘူးဟိုဒဏ်ရာလည်းမရဘူးနော်။ထို့တော့ထိတွေ့တိုက်ပွဲများသည်ကျွန်တော်15မိနစ်ခန့်လောက်တော့ကြာမြင့်နေလို့သိရတယ်ဗျ။နော်ခဏလေးပဲခဏလေးပဲ။ အဲ့ gate စခန်းမှာရှိတယ်တဲ့ကျွန်တော်တို့ရဲ့စကားမှာစစ်သားအလုံးဟာတဲ့စခန်းကိုစွန့်ခွာပြီးတော့ထွက်ပြေးသွားပါတယ်တဲ့ဒါလည်းမရဘူးဒါလည်းမရဘူးအကုန်လုံးထွက်ပြေးသွားတယ်အလေးလေးမဝင်ဘူးလက်နဲ့လေးတွေပေးပြီးတော့ထွက်ပြေးသွားတယ်ဟာမဟုတ်ဘူးလေကျွန်တော်မှန်လားဒီတေးလည်းမသေးဘူးနေမြေပါတောင်ကြီးကြီးနေရဟုတ်လေကျွန်တော်ပြောတာတေးလည်းလို့လည်းမပါဘူးဒီမှာဒီမပါဘူးဒံရရလို့မပါဘူးမပါဘူးအဲ့စခန်းကိုစွန့်ခွာပြီးတော့တစ်စခန်းလုံးပြေးသွားတာ လက်လက်တွေပါပေးခဲ့တယ်ဗောအဲ့တော့တော်လိုင်းကြီးတစ်ဖွဲ့တည်းဟာအဲ့ဂိတ်စံဂိတ်စခန်းထဲဘောတော့အตาလေးဝင်ရောက်ပြီးတော့ကျွန်တော်ဒီလက်နဲ့ ခေယံအချို့တွေအကုန်လုံးယူဆောင်ပြီးတော့ဒီ gate scan ကိုဖြတ်စည်းခဲ့တယ်။အေးစစ်စစ်လေးပဲဝင်ပြီးတော့အေးစစ်လေးပဲအေးစစ်လေးပဲဟာဟောဟာလှတယ်နော်ကွာဒဏ်ရာလည်းမရဘူးတိတ်လည်းမတည်ဘူးနော်လှတယ်ကွာလှတယ်ကွာအေးအဲ့လိုကြက်ကြက်လုံးလို့အဲ့လိုကြက်ကြက်လုံးလို့နော်ငါလုံးမလုံးမင်းတို့ကအဲ့လိုကြက်ကြက်လုံးလေးငါတို့ကဆုံးရှုံးနေပဲအခုကဘယ်လိုဖြစ်လာပြီလဲသူအရင်ကဆိုကျွန်တော်တွားတိုက်တယ်တွားတိုက်ရင်ကျွန်တော်တရောင်းနေအောင်တွားတိုက်တော့သူကလေဆာနဲ့တိုက်တာလားယူယူငါတို့ဒီပစိုးနဲ့ဟုတ်တယ်တနက်နဲ့ဒီလိုဒီလိုပြစ်တာတနက်နဲ့ဒီလိုတွားတိုက်တာတနက်တွားတိုက်တာဩ တိုက်ပွဲဖြစ်တာတိုက်ပွဲဖြစ်တာတိုက်ပွဲဖြစ်တာပြောလေကွာတိုက်ပွဲဖြစ်တာကိုပြောတော့တိုက်တယ်တော့တိုက်တယ်ဆိုတော့ငါဒီမျိုးပေါ်တော့ဂျေးမချိုးရလို့ကွာမင်းတော့ဒီပိုင်းမတိုက်ရလို့လားလို့ကွာအရင်ကလို့တိုက်ပွဲတွေဖြစ်တယ်ဆိုရင်ကျွန်တော်ပြင်းတယ်ဆိုရင်တစ်ယောက်နှစ်ယောက်သုံးလေးယောက်ဒီလိုပဲပြေးတာအများဆုံးပြေး10ယောက်ပေါ့အခုနောက်ပိုင်းမဖြစ်လာပြီဆိုပြေးပြီဆိုတစ်စကားလုံးဒါလူကြီးကောင်းတာလေဟာငါရှေ့ကစပြေးမယ်နော်မင်းတို့နောက်ကလိုက်ခဲ့နောက်ကလိုက်မင်းတို့နောက်ကလိုက်ဟာလေရှေ့ကနေပြေးမင်းတို့နောက်ကတဖွာမှမကြံတော့လက်နဲ့နေထားလာခဲ့အဲ့လိုပုံစံဟုတ်တယ်ဟုတ်တယ်အဲ့တော့ပေါ့ပြင်းရသွားတာတတ်တတ်ပါတယ်လို့ပဲအခုတော့တစ်စကားလုံးပြေးတယ် နောက်ကြတရင်လုံးတက်မကြီးတစ်ခုလုံး W ဟာလုံးပြီးတော့အဲ့ပါအကုန်လုံးရှိတာအကုန်ပြေးပြီးရောအဲ့ဒါအဖတူယူစင်းတယ်နော်ဟိုနေမင်းတို့လိုက်ခဲ့ကြတာဆိုကျွန်တော်တို့လိုက်မှာတော့ပါပြေးအဲ့ဒါကျွန်တော်တို့တက်ချူကြီးရင်စားလောက်ပါမှာဟုတ်တယ်လေအားကြောင့်ကြီးပြေးပြီဆိုတော့ပြီးပြီတပြေးပြေးလာပြီတပြေးပြေးလာပြီအခုဒါတစ်စကားလုံး ဆက်လက်ပြီးတော့တရင်လေးရှိသေးတယ်ဗျဟုတ်ပြီအဲ့ဒါကိုစစ်စာလေးကတင်ပြပေးလိမ့်မယ်တင်ဖို့သားပြေးရောအေးပြေးဖို့သားပြေးပါမယ်ဟောဘုရားဒီကကြောင့်ငါဆိုမျိုးနယ်မှာတပည့်ရတဲ့ငါးတွေပဇွန်တွေကိုဘာလဲသူတို့ကမစားလို့လားရိတ်ခါငင်းကြံတာငဆုံမျိုးနယ်မျိုးနယ်နော်ငဆုံမျိုးနယ်အေးဟုတ်ပြီအဲ့ငါနားထဲမှာငါတို့ပဇွန်တို့ကြားလို့ကရိတ်ခါအတွက်များလားအဲ့မှာအရက်ထုတ်ဝဲတဲ့အကျံဘက်စစ်တပ်ကစစ်သား၃ဦးကို ကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့တွေကနေပြီးတော့အตาလေးပေါ့နော်ကြားပြတ်ပြီးတော့အနားတက်လိုက်တာအဲ့ဒီသတင်းလေးပြောပြမယ်ပါအဲ့ဒါဘယ်နေ့ကဖြစ်ခဲ့လဲဆိုတော့နိုဝင်ဘာလ၄ရက်နေ့နနက်7:24နိမိနစ်ခန့်မှာပေါ့နော်ငါဇွန်မျိုးနဲ့မြစ်တာမြစ်တာမြစ်တာစီမြို့တာစီမြို့တာစီမြောက်ဘက်မြို့တာစီမြောက်ဘက်မှာအရွက်ထွက်ဝယ်တဲ့အကျန်းဘက်စစ်သား၃ဦးတော်လိုင်းရေးတပ်ဖွဲ့တွေကြားပြတ်ပြီးဆောင်းဆိုင်တိုက်ခိုက်ခဲ့တယ်ထိုတိုက်ခိုက်မှုအတွင်းမှာအကျန်းဘက်စစ်သားဘက်မှာစစ်သား၂ဦးပွဲချင်းပြီးတေဆုံးကတအူးကထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ်ထို့သောတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်စစ်သားများထပ်မံရောက်ရှိလာပြီးတော်လိုင်းကြီးရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရတယ်စစ်ခွေးတွေကအင်အားတော့၃ဦးထွက်လာတာကျွန်တော်တို့ရဲဘော်တွေကမီတာ20လောက်ကနေမီတာ20ဆိုနီးကပ်စောင့်ဆိုင်းပြီးတိုက်ခိုက်တယ်အတင်းစားပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တာနေရာရစ်စစ်သား၂ဦးပွဲချင်းပြီးတေဆုံသွားတယ်ကျွန်တော်တို့ရဲဘော်တွေအထိကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်နော်ပါအာဒီကောင်တွေကလည်းကွာငါတို့ဘက်ကနေပြီးတော့ဒီအရဲတို့ တစီလိုဘာလို့တိစားပြေးတိုင်းတာဒီကောင်တွေကွာမတင်းတယ်ဘူးလားပြင်မော်လို့သွားထုတ်ဝယ်တာအာအဖဒီလိုပဲမကောင်းတာလုပ်တဲ့လူတွေကဘယ်တော့မှတင်းနေနေပြေးဆုံးနေဆိုတာမရှိဘူးသူတို့အများနဲ့လိုအပ်ချက်ရှိတယ်အဖတို့လိုပေါ့နော်ဒီကဘာငါတို့လိုမျိုးပါလေကျွန်တော်တို့လိုလှုပ်ရှားမှာမင်းอ่ะအမသူ၃ရောက်ထွက်ဝယ်တာနော်ဒီ၃ရောက်တော့၃ရောက်တေးရမှာပါဟုတ်ဟုတ်ပြောက်လို့တူမှာလေဒဏ်ရောက်ပါလေဟုတ်တေးမှာတေးမှာဒီတော့လေမချိမဆန်ခံစားနေရပြီချိမှာဟာဟုတ်လေနင်းနီးလေးပြစ်တာဟိုနင်းနီးလေးပြစ်တာဟိုဒါကိုပြောတာပါဗျာ 冇冇冇冇冇冇，你嗰啲那话，而且冇韌力入标的，而且冇韌力入邊嘅，四韌嘅，四 မဟုတ်ဘူးငါပြောတာရက်တွေပါထွက်မော်နေထွက်ဝဲစရာမလိုအောင်ငါတို့ဒီမှာစကိုင်းချပြီဆိုတာနဲ့ဂျွာထဲမှာရှိတဲ့ရက်တွေပါတွေမှန်သမျှရက်ချက်ပေးမင်းတို့ငါတို့တောက်ဖို့ရက်ချက်ပေးရမယ်ဒီဒီဂျွာတော့ဘူးရက်ချက်တက်လေအဲ့ရက်ပဲတော့ဟုတ်ကဲ့ပါဒီကကြားသားတွေတင်ပြချင်တာပူလို့မျိုးနေမှာအုတ်ချုပ်ရိမှုနဲ့သူ့တပည့်ကိုပေါ့နော်တော်လိုင်းရက်တပွဲနဲ့နေပြီးတော့မိခုနပြောတာပဲပဲနေရပြောရက်ချက်ဝတာပဲပဲနားလေးပဲအဲ့ဒါဘာလဲငဆုံ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 ဆိုတာအညာဟုတ် ကိုပူလောဆိုတာတနင်္လာရီတိုင်းတခြားသူပဲကွာမဟုတ်ဘူးကပူလောသတင်းတင်ပြမယ်ဒတိုင်းမြေလုံးမှာတိုက်ပွဲတွေဖြစ်နေတာလေဒတိုင်းမြေလုံးမှာဖြစ်နေအခုကပူလောသတင်းကိုတင်ပြနေတာ အဲ့တင်ပြနေတာတင်ပြမဟုတ်အုတ်ချုပ်ရေးမှုနဲ့သူ့တပည့်နဲ့နော်ဘွားတပားကိုဟန်နီမွန်းထုတ်ဖို့အတွက်ဟိုတော်လိုင်းတစ်ဖွဲ့တွေကနေပြီးတော့ဗီဇာထုတ်ပြီးလဲအဲ့ကြောင့်လို့ချောက်ချားချင်းချင်းတော့ဟာချင်းချင်းဟာထွက်ချားချင်းချင်းဘယ်တော့မှန်းပေါ်တူတော့ဟာဟန်နီမွန်းထွက်မယ်ဟုတ်ကဲ့ဟိုဟိုဘွားငရေပြီကိုလေဘွားတပားကိုအေးအဲ့တော့ဗီဇာမထုတ်ထုတ်ပြီးလဲတော်လိုင်းတစ်ဖွဲ့တွေထုတ်ပြီးလဲတော်လိုင်းတော်တော်လိုင်းတစ်ဖွဲ့တွေတော့တငငချင်းတွေဖြစ်သွားကြပြီဟုတ်ကဲ့ဘာဘာတော့သွားမလားကျွန်တော်တောင်းမိမယ်လေငါမသွားသေးဘူးမင်းတို့နေအောင်ရင်သွားလိုက်ဟုတ်ကဲ့ဟုတ်ကဲ့ ပူလောမြို့ကြောက်စုစစ်တပ်ခိတ်အင်းကြီးအမတ်လေးရက်ကွက်အုပ်ချုပ်ရေးမှုစိုးဝင်နေတက်တော်ဆောင်တို့ကိုတဲ့ပြစ်ခတ်မှုနှစ်ဦးစလုံးတေဆုံးပြီးတနတ်တလတ်နဲ့ခရယံများတင်စီရရှိတယ်အဲ့ဒီတရေလေးပြောပြမှာပါအုပ်ချုပ်ရေးမှုတော့တက်တော်ဆောင်တယ်တဲ့အော်တိုဘာလ23ရက်နေ့နနက်7နာရီခန့်ဟောပူလောမြို့အမတ်လေးရက်ကွက်ရှိကြောက်စုစစ်တပ်ခိတ်အင်းကြီးတွင်တဲ့အမတ်လေးရက်ကွက်အုပ်ချုပ်ရေးမှုစိုးဝင်နေ၎င်း၏တက်တော်ဆောင်စစ်သားတဦးကိုတဲ့စစ်သားတဦးကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့မှပြစ်ခတ်ရှင်းလင်းခဲ့ရနှစ်ဦးစလုံးတေဆုံးသွားပြီး AK47 rifle တနက်တလက်တလက်ကြီပေါက်တစ်ခု7.62ကြီ9တောက်ခလေးကစားစရာပစ္စတိုတလက်ခလေးကစားစရာလက်ပြဘုံနှလုံးနဲ့ဟို vivo ဖုန်းအဆုပ်တလုံးတို့သိသိရရှိခဲ့ကြောင်းဘုပေါ်ကသူ့ကလက်နဲ့စစ်နေပြတာဒီခလေးကစားစရာတွေအောင်ကြီးကြတော့လက်နဲ့မထုတ်ပေးတော့ဘူးလေသဘောပေါက်လားအနောက်ကစစ်သားတော့ AK47 ခြင်ထားတယ်ဟုတ်ဟုတ်ဟုတ်အဖပြောတာမှန်တယ် ဘာလို့ကသူတို့လက်လက်တွေထုတ်ပေးတာလဲ။သူတို့အဲ့လက်လက်တွေတော်လိုက်တဲ့ဘောရောင်းလိုက်ပြီ။သူတို့ပစ္စည်းတွေအတုပဲခိုင်းတာ။အော်။ကလေးကစားစရာပစ္စည်းတွေတလက်ကလေးကစားစရာလက်ပြုံနှလုံးပဲ။မင်းခုနပြောတော့ဒီဥစားဘူးဟန်နီမူးထွက်သွားတယ်။အဲ့လေဘောကတော့လေသေပြီလို့ပြောတာလေ။ဟောသေသေးတယ်ပြောတာမဟုတ်ဟန်နီမူးထွက်သွားပြီဆိုဟောဒီကောင်လေးကွာလို့အော်နိုင်ငံသားလူတွေလိုမျိုးမန်တူမန်နေဒီကောင်လေးဖြစ်ပြီးတော့ဟောဒီကောင်လေးဖြစ်ပြီးတော့သူတို့တရားနေရောဟန်နီမူးထွက်သွားတယ်။ အော်တော်လေးနှစ်ဖို့နေရတယ်သူတို့ဗီဇာပေးလိုက်တယ်ဆိုတော့တကယ်ချင်းနေများလားမသိဘူးငါလည်းလို့ငါထင်တာသူကဆိုင်ကယ်နဲ့ထွက်လာတဲ့အချိန်မှာပြစ်ကတ်ရှင်းလင်းခဲ့တာပါတဲ့ပြစ်ကတ်ရှင်းလင်းခဲ့တဲ့နေရာအမှတ်၄ရက်ကွက်မှာရက်ကွက်ထဲမှာပဲတဲ့ကြောက်စုဂိတ်ဆိုတာအမှတ်၄ရက်ကွက်ထဲမှာပဲရှိတာပါပြစ်ကတ်ရှင်းလင်းချိန်မှာစစ်တပ်ခိတ်ကနေပြီးတော့လှမ်းပစ်ပေးတာမျိုးမရှိပါဘူးတကယ်ရှင်းအောင်ပြန်မှာမဟုတ်ဘူးမူယူရေးအိပ်ပြော်နေတော့တော့အဲ့လိုတနတ်တန်ကြတော့လမ်းမပြည့်ရဘူးဟုတ်ပြီပြည့်စရာ မဟုတ်လေကစားစရာပစ္စုလေးတွေလက်ပြဘုံကလည်းအတူဒီကကျတော့ဝက်လက်ဝက်လက်မျိုးလာပြီဝက်လက်လာဝက်လက်မျိုးနော်ဝက်လက်မျိုးနော်အေးဝက်လက်ငါငါငါတိတိပါတယ်ငါဟုတ်ပါအဲ့ဝက်လက်မျိုးနဲ့တဲမှာစစ်ကြောင်း၄ကြောင်းနဲ့ပေါ့နော်ချေးရောင်၅ရောင်တပြိုင်တည်းမီးရှို့တယ်ဆိုတဲ့အကြောင်းပြောပြကဲစစ်ကြောင်းထိုးတာလည်းမဟုတ်ဘူးစစ်ကြောင်း၄ကြောင်းနဲ့ ခြေရွာရွာကိုဝင်ပြီးမီးရှို့တာတဲ့နော်အဲ့ဒီသတင်းလေးပြောပြမယ်နော်ကိုယ်လည်းကိုယ်စစ်တိုက်ဖို့သွားတာလားမီးရှို့ဖို့သွားတာလားစစ်တိုက်ဖို့သွားတာလားခမည်းတိုက်ဖို့သွားတာလားမီးရှို့ဖို့သွားတာလားခမည်းတိုက်ဖို့သွားလိုက်တာလားကိုယ်အဲ့လိုဖြစ်နေရဲပါနော်တားတယ်လေစွန့်စုံမလားဟုတ်ဟုတ်လေတားကလေးပြောတာအမှန်ပဲအမှန်ပဲလေအဲ့ဒါဘယ်နေ့ရလဲဆိုတော့နိုဝင်ဘာလ9ရက်နေ့မှာတဲ့ညနေ9နာရီကြော်ခန်းမှာစတင်ပြီးရွာသားကြီးရွာမှာထွက်လာတော့အကျမ်းဘက်စစ်တပ်စစ်ကြောင်းတီးတဲ့တမာကုန်းရွာရွာတော်ကုန်းရွာ တရဥရွာနဲ့ထုံးဘိုရွာတို့စစ်ကြောင်းတုံးကြောင်းခွဲ၍တပြိုင်တည်းဝင်ရောက်စီးနေကနေမြောက်မိရှုဖြက်စီးနေကြအောင်တိုက်ခိုက်တာလည်းမဟုတ်ဘူးနော်ရဲဘော်တွေစီသွားတာမဟုတ်ရွာတွေသွားပြီးမိရှုနေဘာဖြစ်ပါမလဲမိရလည်းကွာရွာတွေကိုသူတို့ကမိရှုခြင်းလို့ရှုတော်မှမဟုတ်တာတိုက်လည်းသူတို့ကနိုင်မှာမှမဟုတ်တာသူတို့ကထွက်ပြေးရမှာလေမရှိတဲ့အချိန်မှာဟိုတွန်လိုင်းတက်ဖို့တွေမရှိတဲ့အချိန်မှာမိရှုပြီးတော့ငါတို့လာတယ်ပေါ့မင်းတို့မိုက်လာခဲ့ပေါ့ပြီးရင်ဟိုလေးလာလဲလာတော့ထွက်ပြေးရောပေါ့အော်တလားတူ ယနေ့နိုဝင်ဘာလ9ရက်နေ့မှာလဲရွှေဘိုဘက်မှလာတော့အချမ်းဘက်စစ်တပ်စစ်ကြောင်းကတဲ့ရွှေဘိုမန်းလေးလမ်းအတိုင်းစစ်ကြောင်းထိုးလာပြီးစိုင်းတိုင်းလေးရွာကိုဝင်ရောက်စီးနင်းတာပြီးပါတော့စစ်ကြောင်းထိုးနေတဲ့ချိန်မှာဘာလို့စိုင်းကိုထိုင်ရတာလဲစဖက်ရေတောက်ချင်လို့လားအရဲတောက်ချင်လို့လားငါပြောတော့ရှင်စိုင်းထိုင်ကြမလို့ဘူးလေကွာစိုင်းထိုင်တာမဟုတ်ဘူးလေရွာဘာနဲ့စိုင်းနိုင်လေးရွာစိုင်းထိုင်တာမဟုတ်ဘူးစိုင်းနိုင်လေးရွာ ဟိုလာတော့ကွာလမ်းထဲမှာဘိုက်စာလာလို့စိုက်မင်းတော့လက်ဖက်ရည်ဆိုင်တို့ဒီဘက်ကရက်ဆိုင်တို့မျိုးစားတော့ဆိုင်တို့မျိုးတို့ဝင်ပြီးထိုင်တာလားဘာကိုရှင်းပြတာလဲလေဒီကဟိုဒါကျွန်တော်တို့ဟိုဒါလေကြက်မပြည့်ပဲမွေးလာတဲ့လူရှင်းပြလို့ဖြစ်နေတယ်အုံလုံးကြက်မပြည့်တာဟိုနော်ကလောက်ကလောက်ဟဲ့နော်ဟိုဒါတရင်လေးဥပမာဥပမာပြောပြတာအေးစိုင်းတိုင်းလေးရွာမှာပြည်သူများအပါဝင်တဲ့အနီးနားရှိကျေးရွာများကိုပြည်သူများโอ้มีชุบဖြတ်စည်းနေပါတော့ကြောင်းနဲ့ဘေးလူရသူထွက်ပြေးတိမ်းရှောင်နေကြတောင်းလဲသိရပါတယ်တဲ့ဗာနော် အဲ့ဒါဒါဝက်လက်မှာဖြစ်တာဒါဝက်လက်မှာဖြစ်တာเนาะဒီခါကျတော့ ARV တိုင်းဘက်ကိုသွားကြအောင်ဟုတ်မင်းရလေကွာဒီကုစားကောင်းလီတော့မင်းအညာလီသားလီပြောတနေ့လာအတိုင်းတနေ့လာအတိုင်းပြီးတော့အခုအရာဝင်ပြန်ရောက်တော့တနင်္ဂနွေလုံးဖြစ်နေတာသတင်းကလေယူတော့မစုံနိုင်ဘူးတနင်္ဂနွေလုံးဖြစ်နေတာဗျာအချိန်နဲ့အမျှဖြစ်နေတာနော်ဒါပါအာ ARV တိုင်းနဲ့လေးမျက်နှာနဲ့ရေကြီးမျိုးနယ်တွင်လေးလာတာ ARV ဒီမှာလေးမျက်နှာပဲရှိတာငါးမျက်နှာတို့ဘာလို့မရှိဘူးလားအရှင်းတော့တောင်းမြောက်အမုတ်လေးပါဩရက်မျက်နှာတွေကိုပြောတာ မုတ်လေးမျက်လာမြို့မြို့လေးမျက်လာမြို့မြို့မာရည်လုံးရင်လင်းချောင်းရင်အောက်ကမြို့ဗာလဲမြို့ဟုတ်ပြီမြို့ဟုတ်ပြီလေးမျက်နာမြို့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 မဟုတ်ဘူးမြို့အေယာဝီတိုင်းလေးမျက်နာမြို့နဲ့ရေကြီးမြို့နယ်တို့တွင်လေးလာတာအတွင်းစစ်တပ်၏ပြစ်ခတ်တိုက်ခိုက်မှုများကြောင့်ပြည်သူ33ဦးတေဆုံးခဲ့ပြီးစစ်တပ်ကိုအပြင်းအထန်ဆုံးလက်တော့ပြန်မြည်ဟုတော်လိုင်းတပ်များချိန်ညားထားတယ်ဒါပဲပြည်သူ33ဒါပဲလို့တော်လိုင်းတပ်ဖွဲ့တွေကပြောတယ်လို့အဲ့ဒါကိုပြောတာ ဒီကဒီကတော့ရှာပြီးပေါ့တနာနေရနင်းညမင်းမကြည်နာလိုက်ပါကွာတွားပြီးတွားပြီးဟုတ်ငါတွားနေဟုတ်ကကြမ်းသေးတယ်မှုကွာငါတို့ဘက်ကလူတွေအကုန်လုံးကကွာမဆုံးရှုံးနေတိုင်းရင်မအပိုက်လူထွက်ပြေးနေရပြီလေကွာဟုတ်ဟုတ်ဟုတ်စစ်တိုက်ပါဆိုမှမီးရှို့တယ်ကွာဟုတ်တယ်တိုက်ပွဲထွက်ပါဆိုမှမင်းပစ္စည်းတွေခိုးတယ်ကွာဟုတ်ကဲ့ဟာလူတွေကိုဖမ်းခေါ်လာပါဆိုမှမရင်းကျင်တယ်ကွာဟာဘာလို့တော့ဟုတ်ကဲ့စိတ်တော့မကောင်းဘူးเนาะဘာလို့ကမကောင်းမှန်းသိရသားနဲ့လည်းမြောက်ပေးနေတာနော်ဟုတ်တယ်ဟုတ်တယ်ပါ ဟိုဆက်လက်ပြီးတော့ဘာကိုကျွန်တော်တင်ပြပေးမယ့်သတင်းလေးကတော့ကျွန်တော်တို့ဒီစက္ကမစစ်သားတွေအသက်မရှိတဲ့အကြောင်းလေးကျွန်တော်ပြောမယ်။ဘာလို့မကြီးနေကြတာပေါ့။ဝင်းကသတင်းလေးပြောမယ်။နော်။အဲ့တော့ကျွန်တော်တို့မနေ့က9ရက်17လ2025မခိုးတာမပါနဲ့နော်။မပါဘူးတေးတာပဲပါမယ်နော်။ခိုးလို့တော့ရိုက်တော့ပါလိမ့်မယ်နော်။အော်9ရက်17လပေါ့နော်2025မှာတဲ့စကိုင်းတိုင်းကျွန်တော်စကိုင်းမြို့နယ်မှာ10ဦးတည်တယ်ဗျ။အော်ပြီးရင်ကျွန်တော်မန္တလေးတိုင်းကျွန်တော်မြင်းညံမြို့နယ်မှာ10ဦးတည်တယ်ဗျ။ဟုတ်ပြီးရင်မန္တလေးတိုင်းကျွန်တော်ငဇုံမြို့နယ်မှာကျွန်တော်2ဦးတည်တယ်ဗျ။ ပြီးရင်ကျွန်တော်တနင်္လာရီတိုင်းကျွန်တော်တို့ပူလောမျိုးနယ်မှာနှစ်ဦးတည်တယ်ဗျမကွေးတိုင်းကျွန်တော်တို့ပေါ့မျိုးနယ်မှာနှစ်ဦးအရှင်မိတယ်ဗျအဲ့ဒီတော့ကျွန်တော်တို့9ရက်17လ2025မှာကျွန်တော်တို့ပေတာနဲ့အရှင်ဖမ်းမိတာနဲ့စုစုပေါင်း24ဦးပါဗျအာ24ဦးသေးတာရေးမကြည့်ဘူးငေါလို့ဒီရရှေ့တန်းထွက်လို့ပြောရင်ဒီကောင်တွေကလည်းရွာတွေကိုမီးရှို့တယ် เออจาจานี่ปี่ดูเนี่ยงาတို့มုံးน่ะเลยแม้อะคู่แลมုံးเนี่ยหนองแลมုံးเนี่ยมาหนองบ้วยแลมုံးเนี่ยมามีโชสิดะอเม็ดเป็ดผิดโดมเลยกว่า